ကျွန်တော်တို့ယုံကြည်သူရဲ့အတ္တထဲမှာဖရားရဲ့ကြီးစိုးတော်ကိုချီးမွမ်းတင့်တဲ့ရည်ကြီးတဲ့အချက်ကကျွန်တော်တို့အတ္တမှာလေအပြစ်နဲ့နေ့တိုင်းနှစ်ပန်းလုံးနေတယ်ဟုတ်တယ်နော်ဒူးစရိုက်နဲ့အနေ့တိုင်းအပြစ်အပြစ်တရားနဲ့နှစ်ပန်းလုံးနေတယ်ဒါပေမဲ့ဖယားသခင်ကကျွန်တော်တို့ကိုအမြဲတမ်းအဲ့ဒီဒုစရအပြစ်ကနေအောင်နိုင်ခွင့်ကိုပေးတယ်အာမင်ကျွန်တော်တို့တော်လို့တတ်လို့အဲ့ဒီဒုစရအပြစ်ကိုအောင်နိုင်တာမဟုတ်ဘူးတန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်အထဲမှာရှိလို့ကျွန်တော်အဲ့ဒါတွေကိုအောင်နိုင်တာကျမ်းချက်တစ်ချက်ဖတ်ပြမယ်နော် ယောမဩရစာခန်းကြီးခွန်ငယ်25မှာကျမ်းစာရှိမယ်ဆိုရင်ဖွင့်ဟာကြည့်မယ်နော်ယောမဩရစာခန်းကြီးခွန်ငယ်25မှာတေချာကြည့်မယ်။ငါတို့သခင်ယေရှုခရစ်အားဖြင့်ကယ်လွတ်တော်မူသောဖခင်သခင်ဤယေရှုတော်ကြီးလာပေ။ထိုတို့စိတ်ဝိညာဉ်အားဖြင့်ဖခင်သခင်တရားတော်အလိုတို့၎င်းဇာတိပဂရိအားဖြင့်အပြစ်တရားတို့၎င်းငါလိုက်တတ်၏တဲ့။ ချက်တော်ညီကိုမောင်မတို့ဒီကျင်းချက်ကိုအရှိနောက်ကျင်းတေချာဖတ်မယ်နော်အချိန်ရှိမယ်ဆိုရင်လေယောမခန်းကြီးခွန်က25ကိုအခုဖတ်သွားတယ်ကျွန်တော်ဖတ်စီချင်တာက20ကနေစဖတ်စီချင်တယ်20 21 22 23 24အဲ့ကနေစဖတ်ကြည့်ပိုးလူကဘယ်လိုပြောလဲသီလားငါအသွင်းထဲမှာတဲ့ဒီပါလေအဲလူနှစ်ယောက်ရှိတယ်စသဖြင့်ဒီပါလေဟိုတကိုးနှမျိုးရှိတယ်ဗောနော်တစ်ခုကကျတော့ဇာတိတစ်ခုကကျတော့ဝိညာဉ်တော့ တခါကျတော့ငါလှုပ်ချင်တာငါလှုပ်ချင်တာကောင်းတာလှုပ်ချင်တာဒါပေမဲ့ဖြစ်လာတာကမကောင်းတာတွေပဲတလှုပ်နေတယ်ငါဘယ်လိုလှုပ်မလဲအဲ့လိုမျိုးသူမေးထားတယ်မေးရင်မေးရင်နဲ့အခုနကျွန်တော်တို့ဖတ်တဲ့အငယ်25မှာဘယ်လိုပြောလဲဆိုတော့ဂျေဇုတော်အကြောင်းပါဖြစ်လေယေရှုခရစ်တော်အဖြစ်အောင်မြင်ခြင်းခွင့်ကိုရပြီလို့ ပြောတာဒီယေရှုခရစ်တော်အဖြစ်ကင်းလို့တော်မူတော့ဘုရားသခင်ရဲ့ဂျေဇုတော်ဂျီလာပေးဆိုတဲ့ဒီစကားကမူရင်းဂရိစကားလုံးမှာယေရှုခရစ်တော်အဖြစ် အောင်မြင်ပြီလို့ပြောတာယေရှုခရစ်တော်ရဲ့ဂျေဇုတော်ကြောင့်အောင်မြင်ပြီဘာကိုအောင်မြင်တာလဲဇာတိသဘောကိုအောင်မြင်တာကျွန်တော်ပြောမယ်ယေကျွန်တော်တို့လေယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးပြီဆိုပေမဲ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလေဇာတိခဏခဏထထလာတတ်တယ်ဟုတ်တယ်နော်ဆဲလာတာတို့တို့မို့အပြစ်လုပ်မိတာတို့အားနေမိတာတို့ဖျားမနစ်တက်တာသွားလုပ်မိတာတို့အဲ့ဒါကဇာတိပဂရိထွက်လာတာပဲဟုတ်တယ်နော်ဇာတိပဂရိထွက်လာတာ ဲ့ဒီဇာတိပတိကိုတိုက်နိုင်ဖို့ရန်အတွက်ပါလို့လဲဆိုတော့ယေရှုခရစ်တော်ရဲ့ဂျေဇုတရားလို့တယ်ယေရှုခရစ်တော်ကကျွန်တော်တို့နဲ့အတူရှိတယ်ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသစုဖရာသခင်ဟာကျွန်တော်တို့နဲ့အတူရှိပြီးမှကျွန်တော်တို့ကိုအပြစ်တရားကိုအောင်နိုင်တော့အခွင့်ကိုပေးတယ်ဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်တို့အောင်နိုင်ခြင်းရမယ်အဲ့ဒီအပြစ်ကိုအပြစ်တရားပေါ်မှာကျွန်တော်တို့ကမအောင်နိုင်ခြင်းပဲနဲ့အပြစ်မှာပျော်မွေ့နေတယ်ဆိုရင်ဖရာသခင်ချစ်ချင်းလာရင်မှတင့်လက်ကိုဆွဲရင်လည်းတင်ထွက်လာနိုင်မှာမဟုတ်ဘာကြောင့်လဲ တင်ကိုနိုင်ကအပြစ်ထဲမှာပျော်ချင်လို့လေအပြစ်ထဲမှာပျော်မွေ့ချင်တဲ့သူတယောက်ကစစ်မှန်တဲ့ခရီးရန်လည်းမဖြစ်နိုင်ဘူးကျွန်တော်အမြဲပြောတယ်ယုံကြည်သူမဖြစ်ခင်နဲ့ယုံကြည်သူဖြစ်ပြီးနဲ့နောက်ပိုင်းကြွာချားချက်ကပါလဲဆိုတော့အပြစ်ကိုချစ်ခြင်းနဲ့အပြစ်ကိုမုန်းခြင်းပဲယုံကြည်သူမဖြစ်ခင်မှာကျွန်တော်တို့ယေရှုကိုမယုံကြည်ခင်မှာကျွန်တော်အပြစ်လုပ်တာကျွန်တော်ပျော်တယ်လေအပြစ်မှာပျော်တယ်ဟုတ်တယ်နော်ဒါပေမဲ့ယေရှုခရစ်တော်ကိုတကယ်စစ်စစ်မှန်မှန်ယုံကြည်ပြီးတဲ့နောက်ပိုင်းမှာ အပြစ်တရားတိုင်းကိုတင်မုန်းတက်လာတယ် ဟာလေလုယာဟုတ်တယ်တကယ်တကယ်ဟုတ်တယ်အပြစ်တရားတိုင်းကိုတင်မုန်းလာမယ်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းအဲ့ဒါကစစ်မှန်တဲ့ခရိယန်တယောက်ရဲ့တသက်ပဲဒီကနေ့အတိအကပြောချင်တာကတော့ဂျေဇုတော်ချီးမွမ်းခြင်းအကြောင်းရင်းပေါ့အဲ့ဒီအပြစ်ကိုမုန်းနိုင်တဲ့စိတ်ထားအပြစ်ကိုမုန်းတဲ့ဒီတကူကတန်ရှင်တော်ဝိညာဉ်တော်ဖခင်အဖြစ်တင့်ပေါ်မှာရှိနေတာလေဟာလေလုယာ ဒါကြောင့်သင်ကြီးစုတော့ချင်းဝါရမယ်အဓိကအချက်ကပါလဲဆိုတော့ခရစ်တော်အားဖြင့်ဇာတိတဘောကိုအမြဲအောင်နိုင်ပြီးမှအသက်တာတန့်ရှင်းနိုင်ခဲ့လို့သင်ကြီးစုတော့ချင်းဝါရမယ်လောကမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့ယေရှုခရစ်တော်ကိုယုံပြီးပြီဆိုပေမဲ့လည်းချက်ချင်းကောင်းကင်ကိုဖုံးဆိုမဝင်သေးဘူးလေကျွန်တော်တို့လောက်ကန်စားတောက်နေရသေးတယ်မဟုတ်ဘူးလားကျွန်တော်တို့အိုချင်းနာချင်း အဲ့တေချင်းတွေရင်ဆိုင်နေရတယ်လို့မဟုတ်ဘူးလားဒါကြောင့်ကျွန်တော်အသက်တာထဲမှာအပြစ်နဲ့နှပန်းလုံးနေတဲ့အခါမှာကျွန်တော်အားနေတတ်တယ်စစ်မှန်တဲ့ယုံကြည်သူတွေလည်းအားနေတတ်တယ်လို့ကျွန်တော်ခဏခဏပြောပြတယ်မတူတာကအဲ့ဒီအားနေချင်းကို အောင်မြင်ချင်းပေးတဲ့ယေရှုတရားကကျွန်တော်တို့ထဲမှာရှိနေလို့ပဲအာမင်ကျွန်တော်တို့အမြဲနဲ့အားနေတိုင်းသခင်ယေရှုခရစ်တော်ကိုအားကိုးတဲ့အခါမှာဆုတောင်းတဲ့အခါမှာအဲ့ဒီကနေလွတ်မြောက်ခွင့်ရတယ်တဲ့လွတ်မြောက်ခွင့်ဇာတိပဂရိတရားကိုဖြစ်လေအမြဲနဲ့လောကတိုင်းမှာတတ်ဖို့လိုတယ် ကျွန်တော်ပြောမယ်နော်ဇာတိပတိကိုလက်ဝါးကားတိုင်းမှာယေရှုခရစ်တော်နဲ့အတူတက်လိုက်ပြီဆိုရင်မှတခါတည်းတန့်ရပြီလားမရဘူးနော်ကျွန်တော်တို့ခရစ်ရဲ့အသက်တာမှာလေတန့်ရှင်းဖို့ရန်အတွက်အမြဲတမ်းကျွန်တော်တို့ရဲ့ငါငါငါဆိုတဲ့သူကိုနေ့တိုင်းလက်ဝါးကားတိုင်းရိုက်ရိုက်ထားရတာခရစ်တော်ခရစ်တော်နဲ့ခရစ်တော်နဲ့လေအတူတူရိုက်ထားရတာတခါရိုက်ပြီးပြီဆိုလို့ရှိရင်ပေသွားပြီမထင်နဲ့ ကျွန်တော်တို့ကလောကဇာတိနဲ့အသက်ရှင်နေရတော့အခုထိလောကမှာအပြစ်နဲ့ပြည့်နေနေတဲ့လောကမှာအသက်ရှင်နေရတော့ဒါကြောင့်အဲ့ဒီဇာတိကထထလာတတ်တယ်အဲ့ဒီဇာတိထထလာတဲ့အခါမှာခဏခဏကျွန်တော်တို့ကဘာဖြစ်လဲရိုက်ချိုးပြရတာရိုက်ချိုးပြရငါငါငါဆိုတဲ့ဟာထလာရင်ရိုက်ချိုးရတာယေရှုနာမနဲ့ရိုက်ချိုးရတာအာမင်အဲ့ဒီရိုက်ချိုးတဲ့အရာတွေကဖယားရဲ့ဂျေဇူးတော်တကိုးကြောင့်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဖယားသခင်ကိုဂျေဇူးတင်ရမယ်အာမင်ဏိကုံချုပ်ရအောင်ဒီနေ့ပြောသွားတဲ့ကောင်းစဉ်ကပါလဲဆိုတော့ ခရစ်တော်အားဖြင့်ဇာတိတဘောကိုအမြဲတမ်းအောင်နိုင်ပြီးမှအတ္တတာတန့်ရှင်းနိုင်ခဲ့လို့ဖြစ်ပါတယ်။တန့်ရှင်းခြင်းအတ္တတာကိုကိုလုံနိုင်လို့မဟုတ်ဘူးခရစ်တော်နဲ့အတူတူတွာလာတဲ့အခါမှာကျွန်တော်တို့အတ္တတာတန့်ရှင်းလာမယ်လို့ဆိုလိုတာကိုဖြစ်ပါတယ်။စင်ချင်းအလင်းရစေဖို့ရန်အတွက်မျှော်လင့်ပါတယ်။ဆိုတော့ကျွန်တော်တို့နှုတ်ကပတ်တော်ကိုဒီမှာပဲဤကုံချုပ်ရက်နာပါဖြစ်ပါတယ်။နားမလဲတာရှိရင်ကျွန်တော်တို့အကောက်ကိုအပ်ပြီးတော့မှ message ပေါက်မှာ live မှာပြောလို့ရတယ်။ ဆူတောင်းခံစရာများရှိမယ်ဆိုရင်လည်းဆရာကိုလာရှာလို့ရတယ်။နှုတ်ကပတရားဒီနာတော့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်။ကျွန်တော်တို့နာခံနားဆင်သွားတဲ့သူတွေခံယူသွားတဲ့သူတွေဟောကြားတဲ့သူအတူတူအတ္တတာမှာတကယ်ထိမိတိဆောက်စရာဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာပို့ရင်းနဲ့ညီကုံချုပ်လိုက်ပါတယ်။အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေတော့။အာမင်။